မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့နေလယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မုံညင်းမြို့နယ်အင်းတော်ကြီးဒေသမှာရှိတဲ့စစ်ကောင်စီတပ်နဲ့ SND ပြည်သူ့စစ်တေတပ်ဆွဲထားတဲ့မိုင်းတော်နဲ့မမုံကန်ချေးရွာကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီမိုင်းတော်နဲ့မမုံကန်ချေးရွာဟာ ဇူလိုင်လအတွင်းက KI တမဟာကိုတရည်26ပူပေါင်းတပ်များစုခွာခဲ့ရတဲ့နေရာဖြစ်ပြီးတော့အဲ့ဒီနေရာကိုမနေ့ကမနက်စောစောပိုင်းမှာပြန်လည်ပြီးတော့ထိုးစစ်ဆင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲက9နာရီကြာအောင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဩဂတ်လ16ရက်နေ့မနက်10နာရီ20မိနစ်မှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။တိုက်ပွဲအတွင်းမှာထိခိုက်ကြဆုံးသွားတဲ့အခြေအနေလက်နက်ခဲယမ်းရရှိမှုအခြေအနေများကိုတော့ KIA သတင်းပြန်ကြားရေးဌာနကမဖော်ပြသေးဘူးလို့ပြောပါတယ်။ ကချင်းစစ်ရေးတရင်းမြစ်တူကမိုင်းနောင်နဲ့မမုံကိုင်းတိုက်ပွဲအတွင်းမှာ SNA တပ်များအသေးပြောက်များခဲ့ပြီးတော့စစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ပြောပြထားပါတယ် KIA နဲ့စစ်ကောင်စီတပ်တို့ဟာဗမော်မြို့မှာလည်းတိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါတယ်ဩဂတ်လ14ရက်နေ့ကနေ16ရက်နေ့အတွင်းတိုက်ပွဲများနေ့စဉ်ဖြစ်ပွားခဲ့ရာစစ်ခွေးတပ်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးတော့လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ကချင်ရှိုင်းတိုင်းသတင်းရင်းမြစ်ကပြောပါတယ်အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း KIA က ဩဂတ်စ်လဒုတိယပတ်မှာဆုတ်ခွာပေးခဲ့ရတဲ့ဗမော်မြို့အမြောက်တပ်366တပ်ရင်းကိုပြန်လည်သိမ်းပိုက်နိုင်ပြီလို့ပြောထားတော်လဲတိကျအတည်ပြုချက်မရသေးဘူးလို့သိရပါဗျ။ဗမော်မြို့တိုက်ပွဲအခြေအနေကို KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြထားခြင်းမရှိသေးသလို KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးထန်ကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတာမြင်းမှုမျိုးနဲ့သခိုင်းမုံရွာလမ်းမပေါ်မှာကင်းမုံဝိတ်ရန်ထွက်လာတဲ့ စစ်ခွေးတပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေး၃កောင်တေဆုံးပြီးတော့လက်နက်၃လက်သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စလ၁၄ရက်နေ့မနက်9:40မိနစ်အချိန်မှာမြင်းမုံမြုံနယ်သခိုင်းမုံရွာလမ်းမပေါ်မှာရှိတဲ့စစ်ခွေးအထိုင်ဂိမ်းစခန်းတစ်ခုကနေကိမုံဝေရန်ထွက်လာတဲ့စစ်ခွေးများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကပျောက်ကြားဆဲမွေဟောက်ဗျူဟာနဲ့အသင့်ချိုတင်ပြီးတော့နေရာယူဆောင်ဆိုင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးတော့တအုပ်ဒဏ်ရာရရှိကလက်နက်၃လက်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။သခိုင်းမုံရွာလမ်းဘေးတနေရာမှာတိုက်ခိုက်ခဲ့တာပါဒီကောင်တွေ ထွက်လာတာက9နာရီမိနစ်40လောက်ကထွက်လာတယ်ထွက်လာတာက9ယောက်ထွက်လာတာဒါပေမဲ့ကျွန်တော်တို့ရဲ့ပြတ်မှတ်ထဲကိုတော့4ယောက်ပဲဝင်လာတယ်4ယောက်မှာ2ယောက်ကပွဲချင်းပြီးသိဆုံးသွားပြီးတော့တယောက်ကတော့တနက်ချပြီးထွက်ပြေးသွားတာအဲ့ဒီမှာပြေးသွားတာကနှစ်ကောင်ပေါ့ဒကောင်ကသူတို့ရဲ့စခန်းသားရောက်တဲ့အချိန်မှာလဲကျသွားတာကျန်တဲ့ဒကောင်ကတော့လက်မောင်းထိခိုက်ဒဏ်ရာရတယ်လို့သတင်းရထားတယ်လို့ဘိုးတိုက်ကတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုံမြို့နယ်ကိုဒီကနေ့မနက်ပိုင်းကအကြမ်းဖက်စစ်ခွေးတပ်ကတိုက်လေရဲများနဲ့ဗုံးများကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ18ရက်နေ့မနက်8:59မိနစ်အချိန်နဲ့မနက်9:03မိနစ်အချိန်တို့မှာစစ်ခွေးတပ်ရဲ့တိုက်လေရဲများကမိုးကုံမြို့နယ်အရှေ့ပိုင်းကိုဗုံးများကျဲချခဲ့တယ်လို့သိရပါရယ်။လက်တလောဗုံးကျဲချမှုကြောင့်ထိခိုက်သေးဆုံးမှုအချိန်တွေကိုတော့မသိရှိရသေးပဲလေကြောင်းအန်ဒီရထပ်မှန်ပြီးတော့စိုးရိမ်နေရဆဲဖြစ်တယ်လို့သိရပါရယ်။ တိုက်လေရင်တွေကရှေ့ဆက်နောက်ဆက်ပဲဘုံခုနှစ်လုံးကျဲချသွားပါတယ်လောလောဆယ်သိရတာကတော့မိုးကုတ်မြို့အရှိပိုင်းဆေးရုံရဲ့အနောက်နယ်ရုံးရိနားကိုကျဲချသွားတယ်လို့သိရတယ်မိုးကုတ်မြို့အရှိပိုင်းဘျူဟာဂုံးနဲ့စစ်တမ်းဘက်လို့လည်းပြောတယ် ်အနောက်ပိုင်းတွေကိုလည်းကျဲတယ်ပြောတယ်အတိအကျတော့မသိရသေးဘူးနောက်ထပ်လေရင်နဲ့ထပ်ပြီးတော့အကျဲခံရမှာဆိုလို့ဘယ်သူမှသွားမကြည့်ရသေးဘူးလို့မိုးကုံမျိုးကပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲဩဂတ်လ14ရက်နေ့ည8:30မိနစ်အချိန်မှာမိုးကုံမျိုးအရှိပါရွှေကူရက်ကွက်မှာရှိတယ်လင်းယောင်ကြီးဖုန်ကြီးကျောင်းကိုအချမ်းဖတ်စစ်ခွေးတပ်ကလေရင်နဲ့ ဘုံချချသွားတဲ့အတော့အမျိုးသမီး16ဦးနဲ့အမျိုးသား5ဦးစုစုပေါင်း22ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဩဂတ်စ်လ9ရက်နေ့ညနေ6:45မိနစ်အချိန်မှာလဲမိုးကုံမြို့အရှိပိုင်းကျောင်းတကားကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်လေရင်တစည်းနဲ့ဘုံချချခဲ့ရာကျောင်းတကားကြီးရွာဖုန်ကြီးကျောင်းကိုထိမှန်ပြီးတော့အပြစ်မဲ့တဲ့ပြည်သူ5ဦးသေဆုံးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပမြို့နယ်ကအငိမ့်စားစစ်ဝင်တန်းရဲ့တားဖြစ်သူရေချောင်းတက်ကတူចောင်းသားမောင်ထွန်းအောင်လွင်ကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ9ရက်နေ့မှာရေချောင်းတက်ကတူចောင်းသားမောင်ထွန်းအောင်လွင်ဟာမြောက်ကလာပမြို့နယ်မှာရှိတဲ့၎င်းရဲ့နေအိမ်ကိုပြန်လည်ရောက်မလာတော့ဘူးလို့ပြောပြထားပါတယ်။ ်ဩဂတ်လ23ရက်နေ့ညပိုင်းမှာမောင်ထုံးအောင်တွင်ကဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုရောက်ရှိနေတယ်လို့နေအိမ်ကိုဖုန်းဆက်အကြောင်းကြားလာကြောင်းပြောပါတယ်။နောက်တနေ့မနက်ပိုင်းမှာဘာထုတက်ကိုပို့ဆောင်မှဖြစ်ပြီးတော့အကုန်လုံးစာချုပ်တွေချုပ်ပြီးပြီဖြစ်တဲ့အတွက်ထွက်ပြေးလို့မရတော့ဘူးလို့ပြောဆိုလာပါတယ်။ ်ပေါ်တာဆွဲဖမ်းဆီးသွားသူများကထိုးချိတ်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ဖုန်းဆက်အသိပေးလာကြောင်းပြောပြထားပါတယ်မိသားစုကမောင်ထွန်းအောင်လွင်ကိုထမှန်ပြီးတော့ဆက်သွယ်တဲ့အခါမှာတော့အဆက်အသွယ်မရတော့ဘူးလို့သိရပါတယ်မောင်ထွန်းအောင်လွင်ရဲ့ဖခင်ဖြစ်သူအငိမ့်စားစစ်ဝင်တန်းဦးဝိုင်းမော်ချစ်ဖြစ်ပြီးတော့မြောက်ကလာပါမျိုးနယ်ကနေဟိုပုံးမျိုးနယ်အထိခေါ်ဆောင်ခံရမှုဟာသဘောရုံမဟုတ်ကြောင်းပြောဆိုထားပါတယ်လူဖမ်းတဲ့သူတွေကလည်းခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့အတော်ဖြစ်သူကတိုင်ကြားထားပါတယ် မြောက်ကလာပမှာနေတဲ့ကလေးကိုဟိုပုံးအထိခေါ်သွားပြီးတော့စစ်ထဲထဲတာထိုးကျိတ်ပြီးတော့ခေါ်သွားတာတွေဟာသဘောရုံမဟုတ်ဘူးလို့ကျမမြင်ပါတယ်ကျမစိတ်ထင်တော့တက်ကခေါ်သွားတာမဟုတ်တော့ပါဘူးလူဖမ်းတဲ့သူအဖွဲကဖြစ်ပါလိမ့်မယ်လို့အတော်ဖြစ်သူစန္နာဦးကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်လက်တလောရန်ကုန်တိုင်းအတွင်းမှာစစ်မှုထမ်းတပ်သားတဲ့လိုအပ်ချက်မရှိစေရေးစောင့်ရွက်ရန်မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များထံကိုရန်ကုန်တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကညွှန်ကြားချက်တရထုတ်ပြန်ထားကြောင်းမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တခုကအဖွဲ့ဝင်တအူးကပြောပြထားပါတယ် စစ်မှုထမ်းခေါ်ယူတဲ့နေရာမှာလိုအပ်ချက်မရှိအောင်လုပ်ပါလို့ညွန်ကြားချက်ထွက်လာပါတယ်ဘလို့လုပ်ပါဆိုတာကိုတော့မပါဘူးအဆင်ပြေသလိုလုပ်ပါလို့ပြောတဲ့သဘောပေါ့တချို့မြို့နယ်တွေမှာတော့လူဝငွေနဲ့ဝယ်ကြတယ်တချို့မြို့နယ်တွေမှာတော့ရက်ွက်နဲ့လမ်းစုံလမ်းကွာတွေမှာဖမ်းခိုင်းတာမျိုးတွေလုပ်တယ်ဥပမာလာတာမြို့နယ်လိုနေရာမျိုးကတော့ပတ်စံတတ်နိုင်တဲ့သူတွေများတော့စစ်မှုထမ်းအတွက်ဖမ်းဆီးတာမျိုးသူတို့မြို့နယ်မှာတိတ်မလုပ်ဘူးရက်ွက်နဲ့လမ်းလူကြီးတွေကပတ်စံကောက်ပြီးတော့လူစားထိုးဝယ်လိုက်ကြတာပေါ့ဒလာတို့လိုင်းတာယာနဲ့ဒဂုံမျိုးတစ်ရွှေပြည်သာဘက်တွေမှာတော့လူစားထိုးလိုက်ဝယ်ကြတယ် ညိုကြားချက်ကလည်းအစ်မတို့လိုအပ်ချက်မရှိအောင်လို့လောက်ပါလို့ပဲပြောတာဘလို့လောက်ပါဘာညာမပြောတော့အဆင်ပြေသလိုမြို့နယ်တွေကလုံနေကြတာပေါ့လို့မြို့နယ်အစ်မတို့ဆင့်ခေါ်ရေးအဖွဲ့ဝင်ကရှင်းပြထားပါတယ်ရန်ကုန်တိုင်းအတွင်းမှာကားမတ်တိုင်းလမ်းစုံလမ်းကွာများမှာလူမိုင်းများနဲ့ပြူစောတိများပူပေါင်းကလူငယ်များကိုစစ်မှုတွေအဖြစ်နဲ့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုများရှိနေပြီးတော့အဲ့ဒီဖြစ်စဉ်များအတွက်သက်ဆိုင်ရာထွေးအုပ်များကိုအတိပေးခွင့်ပြုချက်နဲ့လုံဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်တိုင်းအတွင်းမှာစစ်မှုတွေလူစားထိုးအရောက်အဝယ်ဈေးကွက်ဟာလည်း ်လူစားထုတ်ရန်စစ်မှုထမ်းတပ်သားတဲ့တအူးကိုငွေကျပ်380အနည်းဆုံးပေါက်ဈေးရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြုံနယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရသာပြည်သူနှအုပ်သေးဆုံးပြီးနှအုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ16ရက်နေ့မနက်7:00နာရီကပေါင်းမြုံအခြေဆိုင်အမှတ်24ကာကွယ်ပစ္စည်းဆက်ရုံကပ္ပဆ24ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ လက်လန်းရွာကပြည်သူတွေထိခိုက်ဒေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒေဆုံးတာကကြားတယောက်မတယောက်အသက်ကတက်လက်ပိုင်းနေပါ30နဲ့40ကြားတွေပါရွာဘော်ကိုကြပြီးတော့အကုန်ပြန်ချဲပြီးထိခိုက်ကုန်တာမျိုးဖြစ်ပါတယ်လို့ဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်တိုက်ပွဲမရှိဘဲနဲ့ရန်တပ်ပစ်ခတ်တာမျိုးဖြစ်ပြီးတော့ဘခုတ်ကူမျိုးဘက်ကနေတက်လာတဲ့စစ်ခွေးစစ်ကြောင်းတိုက်ခိုက်မခံရစေရေးအတွက်ဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်လက်နက်ကြီးနဲ့ပစ်တာ6လုံးလောက်တော့ရှိမယ်လေလန်းအပြင် တောင်မြင့်ရွာနောက်ကိုကြောက်ရောက်ပောက်ခွဲတာရှိတယ်အဲ့ဒီဘက်မှာတော့ထိခိုက်တာမကြားဘူးလို့ပေါ့မျိုးကန်တူကရှင်းပြထားပါတယ်မနေ့ကအကြမ်းဖက်စစ်ခွေးတက်တိုက်ခိုက်မှုကြောင့်ဒေဆုံးခဲ့ရတဲ့ပြည်သူတွေအပါအဝင်သုံးလအတွဲမှာပေါ့မျိုးနယ်မှာတည်ဆောင်းခဲ့တဲ့ပြည်သူအယောက်20နီးပါးရှိနေပြီလို့အညာရက်ဖက်တာဝန်ရှိသူတို့ကအသိပေးထားပါဗျ။တချို့ကဖမ်းပြီးတော့တတ်ခံလိုက်ရတယ်။တချို့ကလေနဲ့ဘုံကျဲလို့သေးတယ် တချို့ကကြတော့ဒဇာကန်အဖြစ်နဲ့လူသားတိုင်းနေရာမှာတုံးနေပါတယ်လို့သူကပြောပြထားပါတယ်ဒါအပြင်မေလနောက်ဆုံးဘက်ကစပြီးတော့ပခုတ်ကူမျိုးအခြေဆိုင်တမတရတက်ကနေပေါ့မျိုးနယ်အခြေဆိုင်ကပါစာ24စီကိုဥတည်နေတယ်စေကောင်စီတက်စစ်ကြောင်းကြောင့်ပေါ့ပခုတ်ကူကာလန်ဘေးတလျှောက်မှာရှိတဲ့ကျင်းရွာ18ရွာကပြည်သူ12000လောက်ဟာစစ်ဆောင်နေရာဆဲဖြစ်တယ်လို့သိရပါတယ်မကွေးတိုင်းတွေကပေါ့မြိုင်းစောထီးလင်းနဲ့ရေစကြိုမြို့နယ်တွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေအဖြစ်နဲ့ကြီးညာထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာများအခုရက်ပိုင်းအတွင်းမှာဇက်တိုက်အဖမ်းခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ15ရက်နေ့မနက်တနားရီအချိန်မှာထိုင်းနိုင်ငံကန်ချနာဘိုရီခရိုင်စန်ခလဘိုရီမြို့နယ်မှာမြန်မာကားမောင်းသမားတအူးမောင်းနှင်လာတဲ့ကားကိုဆက်ဆေးရာအထောက်အထားမဲ့တဲ့မြန်မာခုနှစ်ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ15ရက်နေ့မနက်7နာရီအချိန်မှာထိုင်းနိုင်ငံကန်ချနာဘိုရီခရိုင်မှာ အင်ဂျီပစ်ကပ်ကားတစ်စီးကိုထိုင်းအာဏာပိုင်များကဆက်ဆေးခဲ့ရမှာကားတွေကနေအထောက်ထားမဲ့တဲ့မြန်မာအလုံသမား၁၀ဦးနဲ့တောင်ပေါ်သားကပ်ကန်ဆောင်ထားတဲ့မြန်မာကားသမားကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်မြန်မာများဟာဖျားသုံးစုကနေတစင်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာခြင်းဖြစ်ပြီးတော့ဘန်ကောက်မြို့စမုတ်စခေါင်မှာတအုပ်ထိုင်းဘက်ငွေ၁၀,၀၀နဲ့ပွဲစားကိုပေးပြီးတော့တွားရောက်ရန်လာတဲ့အချိန်မှာအဖမ်းခံရခြင်းဖြစ်တယ်လို့သိရပါတယ်ထိုင်းရောက်မြန်မာအလုံသမားအရေးလှုပ်ရှားသူတို့ချို့ရဲ့ပြောဆိုချက်အရာ ဟန်စီခံရတဲ့မြန်မာအများစုဟာအသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့လူငယ်အများစုဖြစ်ပြီးတော့စစ်မှုထမ်းကိုတင်းရှောင်ရန်အတွက်ထိုင်းနိုင်ငံဘက်ကတရားမဝင်လမ်းကြောင်းများကနေတစက်ထွက်ခွာလာကြခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ